မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာတို့ဘာလို့လို့နဲ့အချိန်ကြီးတူရွေနဲ့ပြောင်းလာတာအခုဆိုရင်2025ရဲ့အောက်တိုဘာလဆယ်လပိုင်းအတွက်တနင်္ဂနွေကသမီးတွေအတွက်ဒလစကန်ဂျမာဟော့စတန်နဲ့ချောင်းရင်ဆောင်ရင်ကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ဆရာနေတဲ့တနင်္ဂနွေတပီမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဦးခင်ဗျဒါအပြင်တနင်္ဂနွေတပီမိတ်ဆွေတွေအားလုံးအဆအဆရရဥစွာအစင်ဒီအောင်မြင်ကြကြပါစီကြောင်းဆရာကဒီကနေမြတ်တာဖို့ဆူတောင်းတော်ပနာပြုလိုက်ပါတယ် ဒီ2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာဆိုရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေရဲ့ယင်ထဲမှာ အရာရာကိုလုပ်ငန်းတစ်အလုပ်တစ်စတင်နေတဲ့စိတ်မျိုးတွေလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ရှိရင်အဲ ချိရှောက်ငါဟာဘာကိုလုပ်ရင်ကောင်းမလဲဒါကိုပဲလုပ်ရင်ကောင်းမလားဆိုပြီးတော့စိတ်တွေအနာဂတ်မှာမဖြစ်ပေါ်လာသည်တော့ကိစ္စအိမ်မှာပုံမူကောင်းအောင်စဉ်းစားနေတော့ကာလပုံမူပြီးတော့စူးစမ်းတွေးခေါ်နေတော့ကာလမျိုးတွေဖြစ်ပေါ်နေပါရဲ့လုပ်ငန်းစ်အလုပ်စ်တွေဖြစ်စီအဲလုပ်ငန်းစတင်ပြီးတော့အစ်စ်ကိုစတင်လှုပ်ဆောင်လို့ဖြစ်စီမိစေတို့အနေနဲ့အလုပ်စ်အလုပ်ငန်းစ်နဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်ရန်တော့ကိုအဲစဉ်းစားနေတာမျိုးပလန်ရှာနေတာမျိုးတွေလှုပ်ဆောင်နေတော့ကာလဖြစ်ကြောင်းဆရာရဲ့မိစေနဲ့တလုံးလေးသားမိတွေရဲ့ရင်ထဲမှာစစ်လာတွေးခေါ်နေပါတယ် ို့တော့လက်ရှိမိတ်ဆွေတို့ရဲ့တနုံလေသာသမီးတွေရဲ့ကံဟာဘာကိုလှုပ်လှုပ်ဒီကာလတော့တွင်ဒီရဲ့ဆယ်လာပိုင်းဆိုတဲ့လဟာအစမှာတော့နင်းငယ်လေးခင်းငော့ကြံ့ကြတတ်တာမျိုးနှခါပြန်လို့ရတာမျိုးဒီတပည့်ဟုတ်လားတစဉ်ချင်းနဲ့မပြီးမပြတ်ပဲနဲ့နှခါပြန်လို့ရတာမျိုးခီးတခုကိုနှခါပြန်သွားရတာမျိုးဟုတ်ပါပစံငွေကြီးဖိစာပြောဆိုတဲ့အခါမှာလေတစဉ်ချင်းနဲ့ရှော့ရှော့ဆီဆီမပြီးပဲနဲ့နှစ်ချိန်ပြန်ပြောဆိုရတာမျိုးနှခါလို့ရတာမျိုးနှစ်ခုလို့ရတာမျိုးဒီကြုံသွားတတ်တယ်လို့မိစုတို့ ဘာကိုဖြစ်ဖြစ်တကြောင်စိတ်ရှိရှိနဲ့တခါတည်းပြပြအောင်လှုပ်ဆောင်ခြင်းခက်ဘာကိုပဲဖြစ်ဖြစ်တခါတည်းအမုတ်ပြတလက်ချက်တဟိုဆိုတာမျိုးတွေတချက်ခနဲ့အပြက်ဆိုတာမျိုးတွေကိုမလှုပ်ဆောင်ဘူးနဲ့အလောင်းဝဲစားအပြော်ပါနဲ့ပတ်သက်တော့မိတ်ဆွေတနည်းငွေသားသမီးတွေခါဟိုဆနလိုပေါ့လုပ်ငန်းနဲ့ပတ်သက်အလုံးနဲ့ပတ်သက်ရင်ဒါကမှမရရင်ခွေးဖြစ်ပြီဆိုတဲ့လုပ်ငန်းတွေမှာတော့တတိယအဆင့်ကြီးရန်အတွက်တော့မိတ်ဆွေတို့အတွက်အထူးတတိပေးလိုပါတယ် အထူးသဖြင့်ညောနေတာတမီမိတ်ဆွေကြီးဟာအလို့အကင်နဲ့မပြောမိမှာကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်အသက်ရှူကြက်တာမျိုးတွေငကူကလေနဲ့ပတ်သက်တာမျိုးတွေဒီအချိန်ကန်ရှိတဲ့မိတ်ဆွေများတတိထားရန်လိုအပ်ပြီးတဲ့အခါအရေးကြီးသောခွဲစိတ်မှုလေးတွေလောက်တဲ့မိတ်ဆွေများတတိဥစဉ်ခြင်းမှာဒါအပြင်ညအိတ်ညနေအဝင်မတော်တာမျိုးလေးတွေကြောင့်မိမိတို့အနေနဲ့ကျမ်းမာကြီးညနာမျိုးလေးတွေဖြစ်ရတာမျိုးလေးတွေရွှေအဝင်မတော်တာမျိုးလေးတွေကြောင့်ကျမ်းမာကြီးညနာမျိုးမိသားစုဘက်မှာညအိတ်ညနေအဝင်မတော်တာမျိုးလေးတွေကြောင့်ကျမ်းမာကြီးရုပ်တရက်မိသားစုဝင်ထဲမှာဖျားလာတဲ့အခါမှာ မိမိကိုယ်တိုင်ဖြစ်စေမိမိအရာမိသားစုဝင်တဦးတယောက်ကိုရှင်းနှဆောင်အရှင်ထွက်ပေးလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့အတိထွက်ရှင်းပြတ်ရှင်းရှင်းနှဆောင်ထွက်ရှင်းကံဒီပျောက်ပြီးတော့တိတိတသာကောင်းလာမယ်ဒီလိုမှမဟုတ်ဘူးဆရာကြီးကျွန်တော်တို့ရွှေဝယ်ထားမိတဲ့ညာညာနေခေါ်ထားမိတဲ့တကယ်လို့မှစူပါအေးဒီကခက်ခက်ကြဲကြဲမဟုတ်ဘူးနဲ့ကြာလာမှဆိုရင်တော့ဖြစ်ကျွန်တော်တို့ရဲ့မိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ကိုယ်တိုင်မိမိရဲ့အိမ်တို့မှရှိတဲ့ချွေတို့မဟုတ်ကြီးနာဟာတံမိုးရှိတဲ့အရာတွေကိုစရိရောင်းလိုက်တာမျိုးပေါင်လိုက်တာမျိုးအဲသဘောတရားခွက်လိုက်တာမျိုးတွေလောက်တာမျိုးဖြစ်စေ ကြက်လွတ်တာမျိုးငားလွတ်တာမျိုးတို့ပြီးလာရင်မိတ်ဆွေတို့ရဲ့ကံဟာကျမ်းမာကြီးကကောင်းမွန်လာမှာအတိအကျပဲဖြစ်ပါတယ်။ကလေးငယ်များနဲ့ပတ်သက်ပြီးအသက်16နှစ်အောက်ကလေးငယ်များအနေနဲ့ကျမ်းမာကြီးနဲ့ပတ်သက်လာတဲ့အခါမှာနာဖျားတတ်တာမျိုးလေးတွေအဲနာစီးချောင်းဆိုးတာမျိုးလေးတာမန်အဖြစ်ရိုးရာနတ်တွေပုပ်ကူဆွဲတွေမကြိုက်ဘူးခမဲပေးတာမျိုးလေးဖျက်တဲ့အတွက်တနင်္ဂနွေသားသမီးတွေကဒီကာလဟာဒီရိုးရာတို့ရှေးထုံးလဲမပဲကောင်းကြောင်းနဲ့တတိထားပြုံစင်ရင်ရပြတ်တော့လိုအပ်ကြောင်းထပ်လောက်ပြောကြားလိုက်ပါရစေခင်ဗျာ။အလုတ်ကై အလောကရဲ့ပတ်သက်လာရင်မစ်ရှိတို့ရဲ့ကအထက်မှာဆရာပြောခဲ့တဲ့အတိုင်းနှစ်ခါပြန်လောက်ရတာမျိုးလေးတွေစိတ်ရှည်ပြီးတော့တီးခံပြီးတော့လောက်ရတာမျိုးလေးတွေအလောတို့ဥပ္ပုကိုနှစ်ခါနှစ်ကြိမ်ပြန်လို့မှတစ်ခါတည်းနဲ့တော့ဆွတ်ဆွတ်ဆူမပြီးတက်တဲ့အတွက်အလောကိုင်းနဲ့ပတ်တိုင်းတော့ဘာကိုဖြစ်ဖြစ်စိတ်ရှည်တီးခံပြီးတော့အဲဂျင်းဖန်များစွာလုပ်နေတယ်ကို့အတွက်ပိုးတက်လေဆိုတော့မိတ်ဆွေများဖြစ်တဲ့အတွက်ကြောင့်မလို့အဲတင်းလေတာသမီးကြီးကဒီကာလမှာစိတ်ရှည်တင်တော့လာဖြစ်ပြီးတော့ ထင်ပေါ်မှုလုပ်ငန်းလေးတွေမှာအားနည်းတဲ့အထူးသဖြင့် social media နဲ့ပတ်သက်ပြီးတော့သတိထားစနစ်မှာအနုပညာနဲ့ပတ်သက်ပြီးပကြီးပခုဗေဒင်ဗေဒစံကြံသရုပ်ဆောင်အစိုးရကအရေးတိသဖြင့်သူခုငါနဲ့ပတ်သက်လာရင်လူတည်နေတာမျိုးလေးတွေကိုကိုကောလာဟာလာတဲ့နေ့ထွက်တာမျိုးလေးတွေအကျော်စောမှုအားနည်းသောကာလတပုတ်လင်းအပြောခံရသောမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်တနုံးလေတာပြီးမိတ်ဆွေတွေကဒီကာလမှာကျော်စောမှုထင်ပေါ်မှုနဲ့ပတ်သက်တာမျိုးအမိပေးခြင်းဆိုင်ပုတ်တင်ခြင်းတွေနဲ့ပတ်သက်လာတဲ့အခါမှာသတိပြုစင်ကြင်ရတော့လိုအပ်ကြောင်းနဲ့မိတ်ဆွေအမှုပညာရှင် အသက်ပညာရှင်ထင်ပေါ်ကျော်စောမှုနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့နိုင်ငံရေးတာသမီမိတ်ဆွေများတော့အရာရာကိုတည်ထားရန်လိုအပ်ပါတယ်။အကျိုးပေးသောလုပ်ငန်းတွေကိုဆရာဆက်လက်ဖော်ပြနေပါရစေ။ဒီလက်ထာတော့ဒီမှာဆိုရင်တနုံလေးတာသမီတွေဟာစက်ပစ္စည်းနဲ့ပတ်သက်တာလုပ်နေတဲ့အကျိုးပေးပါတယ်။စပြင်လှုပ်ဆောင်လုပ်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်။ကိုပိုင်လုပ်ငန်းတွေစံစီစေစားစားတောက်ကုန်နဲ့ပတ်သက်သောလုပ်ငန်းတွေချစ်သူဆောင်ရွက်လှုပ်ဆောင်မှာဒါအပြင် ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့အပူညီရရှိတာမျိုးညီအစ်ကိုမနမတွေရဲ့စိတ်ရှမ်းသာတွေရဲ့တတိမျိုးလေးတွေကြားမိတာမျိုးထိုသူတွေရဲ့အကြံဉာဏ်ကောင်းတွေအတွေးခေါ်ကောင်းတွေရရှိတာမျိုးကြုံရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်သောကိစ္စတွေမှာလက်လွန်သာသောငွေကြီးတွေကို ပြန်ပြီးတော့ရဲရဲဝံ့ဝံ့တောက်ဆူတာမျိုးလေးတွေအချိုးပေးအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ရောကာလဖြစ်တဲ့ပညာရေးနဲ့ပတ်သက်လာရင်တော့ထင်ပေါ်ခြင်းကြော်စောခြင်းနဲ့ဂုဏ်သတိကြီးခြင်းတွေရရှိတာမျိုးဖြစ်ဖြစ်တတ်တဲ့အတွက်ကြောင့်မို့အသိပညာနဲ့ပတ်သက်ပြီးဖြစ်ဖြစ်အတတ်ပညာနဲ့ပတ်သက်ပြီးဖြစ်ဖြစ်ဘာကိုဖြစ်ဖြစ်အနာဂတ်ပဲပကြီးပဘူးတင်တဲ့ အစရှိရဲ့အရာလေးတို့တင်ယူခြင်းစိတ်တို့မဟုတ်ရင်တင်ချားလိုပဲစေကိုတက်ငှောက်လိုသောပညာရအဘယ်ပညာရကိုမဆိုတိုးတက်ရှင်နဲ့အနာဂတ်တို့အထောက်အကူကောင်းကြီးရရှိတော့ကာလဖြစ်ပြီးတော့တင်ယူလေးလာရန်တော့အားသာတော့ကာလဖြစ်ပါတယ်ခင်ဗျာစားတော့ပုံလုပ်ငန်းတွေအကျိုးပေးတယ်စံစီစေးစားစားတော့ကုန်တဲ့ပတ်သက်တာကြီးဆက်တော်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်အော်ကွန်လို့ချမ်းလို့အစရှိရလုပ်ငန်းတွေကွန်လူရာတို့ကြောက်ကိုတဲကိုအစရှိရလုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးခရီးသွားဆိုင်ရာလုပ်ငန်းတွေဒီမှာခြေတူဆိုင်ကလှုပ်ဆောင်မှာ အားသာကောင်းမွန်တိုးတက်နိုင်ရောကာလဖြစ်ပါတယ်။ယင်ဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးဖုံးနဲ့ပတ်သက်ပြီးအသည့်ဝင်လာတာမျိုးတွေကြုံလာတတ်တယ်လို့မိတ်ဆွေအပေါင်းနဲ့အစ်တစ်တွေရဲ့အကူအညီကိုရရှိတတ်တာမျိုးအထောက်ပံ့ကိုရရှိတတ်တာမျိုးတွေကြုံလာတတ်တော့ကာလဖြစ်ပါတယ်ခင်ဗျ။ညီကိုမောင်နှမတွေနဲ့ပတ်သက်လို့ငကူကမိသားစုတွေမှာအရှုံးအောင်ဖြစ်နေတာမျိုး သို့မဟုတ်ဝေးကွာနေသောညီကိုမောင်နှမသားချင်းတွေနဲ့ပြန်လဲစုံစည်းရတာမျိုးတုံ့ဝတ်တဲ့သူအမွေတွေရရှိတာမျိုးလေးတွေစိတ်ချမ်းသာစရာတဦးနဲ့တူတယောက်နဲ့တယောက်မိသားစုဝင်တွေမှာမပြေလည်မှုတွေရှိတဲ့အခါပြေလည်အောင်ဆွမ်းဆောင်တာမျိုးတွေကကံရဲ့အားပါခြင်းနဲ့တိုးတက်ခြင်းကိုရရှိနိုင်သောကာလဖြစ်ပြီးတော့ထလောင်းပြီးတော့ငြိမ်းချမ်းမှုအေးချမ်းမှုတွေကိုစတင်လှုပ်ဆောင်ရန်တော်တော်အားသာပေါမှုသောကာလဖြစ်ပါတယ်ခင်ဗျာတို့ပြင်ငွေချင်းနဲ့ပတ်သက်ရင်ငွေလုံးနဲ့ရင်းကနေဝင်လာတတ်တယ်သို့တော်လုံးနဲ့ရင်းကနေဝင်လာတဲ့နေရာမှာလည်း မဲဆွေလိုအနေနဲ့ကိုကိုမဟုတ်ဘဲနဲ့မိသားစုကိုအကြောင်းယူပြီးဖြစ်စေမိမိရဲ့အိမ်တွင်းမှာတယောက်ယောက်ကိုတူဦးကိုအကြောင်းယူပြီးဖြစ်စေငွေကြေးဝင်လာတာမျိုးလေးတွေငွေကြေးကန်ကောင်းတာမျိုးလေးတွေဖြစ်စေရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျာလူငယ်တွေအရှိရင်နဲ့ပတ်သက်လို့မိတ္တာကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေတို့ရှစ်သူတဲ့ရီစားတဲ့ရရှိရာမျိုးလေးတွေကြုံရတတ်တယ်လို့ ယာယီကုစားတွေနဲ့ကြုံရတတ်ပါလေသို့တော်တတိထဆင်နေရမှာဒီကာလဟာအိမ်အောင်ကျူရန်အတွက်စိဆက်ရန်အတွက်တော့ဒိုင်းမင်နာမျိုးလေးတွေမပြုတ်လို့တင့်တူမိတ္တာကြီးနဲ့ပတ်သက်လာလို့ရှိရင်ကြီးစားလေးရအိမ်အောင်လေးကြတတ်တယ်အဲ့ဒီအိမ်အောင်တွေဟာမမြဲတက်တော့ကာလဖြစ်တဲ့တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီကာလဟာအိမ်ကြီးစားတော့ရလို့ကောင်းပေမဲ့အိမ်အောင်ကျူရန်စိဆက်ရန်ဒိုင်းမင်နာမျိုးလေးတွေမှာတော့မပြုတ်လို့တင့်ကြောင်းလေလလွယ်နဲ့မဆုံးဖြတ်တင့်ကြောင်းလိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ကြရစီသမီးကြီးသားများငယ်နဲ့လည်းထို့တူပါပဲအိမ်အောင်ကြီးနဲ့တွေ့မဲ့တိုင်းငါမတယောက်နဲ့တယောက်တွေ့နေတွေ့နားလည်မှုလွဲရတာမျိုးလေးတွေ အင်းအောင်ညွှန်မဲ့ပိုင်မြေကမှာတယောက်နဲ့တယောက်ညှိနှိုင်းနေရတာမျိုးလေးတွေမိသားစုဝင်နဲ့ကိုယ့်ရဲ့မိသားစုနဲ့တစ်ဖက်ကကိုယ့်ရဲ့ဟိုဟာလာချစ်သူရဲ့မိသားစုနဲ့လိုက်တွေ့ရတဲ့အခါမှာနားလည်မှုတွေတာမျိုးလေးတွေစိတ်ပုံဝင်မကြတာမျိုးလေးတွေဖြစ်ရတာမျိုးလေးဖြစ်တတ်တဲ့အတွက်ကြောင့်မိဆွေတို့နဲ့ဒီကာလဟာအင်းအောင်ကြည့်ရန်အတွက်စိတ်ဆက်ကြောင်းလန်းခြင်းတွေအင်းအောင်ပြုခြင်းတွေမှာတော့ဒါမှန်တပ်ပို့ပြီးတတိပြုရန်လိုအပ်ပါတယ်ဒီကနေ့တော့ဝါကျွတ်ပြီးအရှိရတတ်ရဲ့ဆိုတာတင်းငလေးသားမျိုးလေးကမဟုတ်ကြတော့ဒိတ်တိနေကြပါတယ်ဒို့သောမိဆွေတို့အနေနဲ့ဒါအပြင်မိဆွေတို့ရဲ့ ကံဟာဘာလို့ဖြစ်ဖြစ်အိမ်တော်မျိုးချင်းစိတ်ဆက်ခြင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိပြုစင်ခြင်းရတော့လိုအပ်ကြောင်းနဲ့လူငယ်များအဖို့ကတော့တည်တည်ဆာဆာကိုတွေးခေါ်စဉ်းစားပြီးတော့လှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ကြောင်းဆရာကအကြံပြုပြောကြားလိုက်ပြစီစိတ်ထဲမှာစကနဲပေါ်လာတဲ့အရာလေးတွေကိုတခနဲ့တန်းရနဲ့ထလှုပ်လိုက်တာမျိုးတွေပုံမူအားသာကောင်းမှုတိုးတက်စေနိုင်တော့ကလာဖြစ်တဲ့ဆွေမျိုးသားချင်းအစ်စ်မိကောင်းဆွေကောင်းအစ်စ်တွေအကျိုးပေးပါတယ်အလောက်ကရင်ပတ်သက်လာရင်ကိုပိုင်တူးပဲတယောက်တည်းလှုပ်ဆောင်တာမျိုးထက်အဖွဲစည်းအပြင်းပွက်နဲ့ပတ်သက်တာမျိုးအစုချက်ရာစုကြီးနဲ့ 我在大米里。 အများနဲ့ပတ်သက်တာမျိုးတွေဒီမှာအာသာကောင်းမှုတိုးတက်နိုင်ပြီးတော့ကိုကိုယ်ဟန်တဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးကိုတဦးရဲ့အမိခံလှုပ်တာမျိုးတွေကကံရက်ချင်းကောင်းမှုကြံ့ကြမှုကိုကြုံဟတ်တတ်တယ်လို့လုပ်ငန်းလုပ်နေပတ်သက်လာရင်တို့ရှင်နဲ့တစ်ချိန်လုံးကိုယ့်ရဲ့အမိခံလှုပ်ပြမိတ်ဆွေများကိုကတော့ဒီကကတော့ဒီမှာကိုယ့်အမိခံလှုပ်ရှင်းတဲ့စတိပေါ့ကွာငါမျိုးတော့ရောင်းနေဆိုတာမျိုးလေးတွေအမျိုးသမီးတွမောမိမိရဲ့မိသားစုဝင်တွေမှာတဦးတယောက်ကိုစတိရောင်းလိုက်တာမျိုးလေးတွေနဲ့အမိခံပြီးလှုပ်လိုက်ပါဖုန်းကြီးတွေကလေးငယ်နာကိုဖုန်းကြီးတွေနာကိုကလေးတွေတော့နာမည်ရောက်လို့စတိရောင်းလိုက်ပါဒါဆိုရင်နဘိုးကခက်ခဲနေသူတွေကြံ့ကြာနေပြီထူးထူး ရှားရှားကောင်းမွန်လာမယ့်ကာလခေတ်ကြောင်းပြောကြားလိုက်ပြသည်နိုင်ငံခြားခရီးသွားသတိပိစင်နေမှာရဝေးခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေမှာလူလိခိုင်ရတာမျိုးလေးတွေနေရာဟိုင်းငင်းစီကမ်းမကြတာမျိုးလေးတွေကြုံရတတ်တယ်လို့ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းပြီးပါရဝေးခရီးသွားနိုင်ငံခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုမမြင်မတွေ့မသိရသောဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့အဲလုပ်တဲ့လုပ်ငန်းတွေမှာတော့တတိခါပါလူလိခိုင်ရတာမျိုးလေးတွေလူယုံမရွယ်ပါနဲ့သတိပြုစင်ရန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ။ဂျားသုံးဂျားမဝင်ကောင်းတော့လာဖြစ်ပါလေ။ ဘာကြောင့်လဲဆိုတော့အပူကြီးကူးဆက်တတ်တာမျိုးကြုံရတတ်တယ်လို့အာမခံပြီးလိုက်ခါမှစလားလို့ပေါ့ဆော့ဆုံမြုံတတ်တော့ကာလာဖြစ်တတ်တဲ့အတွက်သူများရဲ့အမှုကိစ္စအမှုကိစ္စတွေကိုကိုကလိုက်ပြီးတော့အာမခံပြီးတာမျိုးလေးတွေတတိပြစင်ပြပေးပါသူများတွေရဲ့အိမ်လို့ရဲ့ကိစ္စကိုကိုကစေတနာတွေပို့ပြီးသွားဖြေရှင်းကာမှအပူပင်ကြီးကူးဆက်တတ်တာမျိုးတွေမလိုလားတဲ့ပြဿနာလေးကြုံရတတ်တယ်လို့တတိပြစင်ရတဲ့အတွက်တော့လိုအပ်ကြောင်းဖတ်လောင်းပြောကြားလိုက်ရစီတနေ့ဝေကာသမီးမိတ်ဆွေကိုဝင်တဲ့မိတ်ဆွေများအနေနဲ့ အိုင်အိုင်ဟာကိုပို့ပြီးတော့တတိထားစင်ရန်လိုအပ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ကိုဝင်တဲ့မိတ်ဆွေများအနေနဲ့ဆိုလို့ရှိရင်တော့ဆွနာတွေပေါ့ဆွေးကြအားငယ်စိတ်ကြီးတိတ်ငယ်စိတ်ကြီးဒီကလေးမွေးလာရင်ဘာမှကောင်းမှမလားဆိုတဲ့အရာလေးနေဗီဒီနေဗီဒါတွေဟိုမိတ်တီမိပတ်မမီးပါနဲ့သာသမီဆိုတာယေတနာပဲဖြစ်ပါတယ် ဆိုလိုချင်တာကတော့ဗျာဒီရဲ့လာတော့ဒီမှာတနေ့ဝင်တာတမီကိုဝင်ဆောင်မိဟာမိဘမိတ်ဆွေမိဘအများအနေနဲ့ကတော့ကိုကိုကိုစိတ်ကွန်ဖီဒန့်ရှိအောင်နေပါနွနွဆွေနေပါမဟုတ်အလေးပင်တွေမားတဲ့အခါတတိထားပါအပြတ်သဘောဆောင်တာတွေမကောင်းတဲ့အာနမိတ်တွေကိုပြောဆိုတာမျိုးလေးတွေကိုတတိထားပါစီနေမှာလို့ပဲဆရာကထားလို့ပြောကြလိုက်ရစီမိဘတွေဆွေရိုးသားချင်းနေနဲ့အရင်ကြီးဝေးလာလို့ရှိရင်အချိန်ချင်းခဏခဏဆွေးနွေးချင်းနှွေးထွေးအောင်နေပါမဟုတ်လို့ရှိရင်မိမိရဲ့တိမ်ငယ်စိတ်လိုက်တတိသားရဲ့စိတ်ဆန္ဒမှာပြောင်းလဲခြင်းရှုရင်းခြင်းမျိုးတွေမကြုံလာလေအောင်ဆရာက မှာရေးဖြစ်ပါတယ်ခင်ဗျာ ကောင်းပြီအိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ကတက်လာရင်တော့ရှိရှိဝူးဝီးတော့မရှိပါဘူးနဘူကမားခဲ့ဒီသားကိစ္စလေးတွေကိုတဝင်းတူဥတူရိုးဆွဆွဆဲတာမျိုးလေးတွေကြောင့်ကြေကနာတရားတတ်တာမျိုးဖြစ်စေသာသမီကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြပြောဆိုတဲ့အခါမှာဖြစ်စေနေရာခိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ငါးခါနေတော့မယ်ဆိုရင်ဒီနေရာလေးပြောက်မယ်ဆိုရင်အယောက်နဲ့တယောက်သူနဲ့သူဟိုနေရာထိုင်ခြင်း OA ရှမ်းမေကိုအကြောင်းပြုပြီးဖြစ်စေသာသမီကိုပတ်သက်ပြီးတော့အကြောင်းပြုပြီးဖြစ်စေပြဿနာစကားလွဲတာလွဲရင်စိုးစိုးဝဝတော့ပါမှာစိုးရိမ်စရာပါမှာ မရှိပါဘူးအဲ့ဒီလိုပဲအစင်မပြေမှုတွေတဲရောက်နေတဲ့အောင်နားလည်မှုတွေတွဲနေရင်တော့မိမိတို့ရဲ့သားသမီးတွေရဲ့အကြောင်းပြုပြီးပြန်လဲဆင်ပြေတာမျိုးတွေကြုံရတတ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေသတင်းကောင်းကြားရတာမျိုးတွေတွေကြုံရတတ်ပါတယ်ခင်ဗျသို့တော့အဲမိတ်ဆွေတို့အနေနဲ့ review senior မှာ မိမိတို့ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်လာတဲ့အခါမှာလက်ရှိမှာညနေရှင်းဆိုင်နေတာမျိုးထက်ဝေးကွာနေတာသို့မဟုတ်အကြောင်းအရာမျိုးစုံနဲ့ခက်တာခဏခွဲနေတဲ့မိစုများပုံမူပြီးတော့ကံရဲ့ထောက်ပံ့မှုကိုရရှိနေပြီးတဦးနဲ့တူတယောက်နဲ့တယောက်ညနေရှင်းဆိုင်ကိုပြဿနာပြတော့ကစားလင်းကြီးကြုံရတတ်တဲ့အတွက်တော့အမျိုးနေတဲ့သမီးမိစုများအိမ်အောင်ကြီးမှာဆိုရင်တော့လင်းယောက်ျားသို့မဟုတ်မိမိအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးစိတ်နည်းနည်းပြင်းမှန်းတတ်တဲ့ကာလဖြစ်ပါတယ်ထို့ပြင်မိစုတို့အနေနဲ့ဒီလာတာတော့တွေ့မှာဆိုလို့ရှိရင်အအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးရစီမိစုတို့ဒီလာတာဘော်တွေ့မှာဆိုလို့ရှိရင် ဆွေမျိုးသားချင်းနဲ့ပတ်သက်တာတွေစတင်လုပ်ဆောင်တဲ့လုပ်ငန်းတွေအခွဲစည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေအဲဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးဝါဆိုင်ရာလုပ်ငန်းတွေကွန်ပျူတာဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းတွေပညာရေးနဲ့ပတ်သက်ပြီးတော့တင်တိုးတက်မှုတွေအားကပေါင်းမှုပြီးတော့လှုပ်လှုပ်ရှားရှားပစ္စည်းတွေလုပ်တဲ့အလုပ်တွေတေယွာမပြောင်းကုကောင်းလက်ဖြစ်ဆိုတဲ့မိတ်ဆွေတွေကသတိပြုစင်ကြီးမှာယာရုလုပ်ငန်းကိုင်ရန်နဲ့ပတ်သက်ရင်အပြိုင်ဆိုင်ကြီးပေါ်တက်ပါတယ်ယာရုတက်ဖို့ထက် လက်ရှိရှိနေတဲ့ယာတူကိုပဲမပြုတ်အောင်ကြိုးစားဆက်ဆောင်တာအပေါ်မှာကောင်းမှာပါလေခင်ဗျာနော်ယာရင်းပြောင်းခြင်းနေရာဟိုင်းပြောင်းခြင်းနေရာပြောင်းလာတဲ့အခါမှာလေကိုကိုကိုစိတ်တိုင်းမကြတာမျိုးလေးတွေအားမရတာမျိုးလေးတွေတုံးကတက်တော့ကာလာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုကိုငါတိချက်ပိုလုံနိုင်ရမှာဆိုတဲ့စိတ်မျိုးငါတိချက်ပိုကြိုးစားရမယ်ဆိုတဲ့စိတ်မျိုးတွေကိုအဲကိုကိုကိုကွန်ပျူတာချစီကစိတ်မျိုးတွေဝင်တတ်တဲ့အတွက်တော့တတိပြုစင်ကြီးရန်လိုအပ်ပါလေခင်ဗျာနော်ရန်ဝေခရီးသွားတဲ့ပတ်သက်တာမျိုးတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးတွေဘာသာတရားမျိုးရှားတွေနဲ့ပတ်သက်တဲ့တတိကားစီရင်မှာမိမိအိမ်အတွင်းမှာ ဖះဆင်းလို့တော့အဖက်အပြတ်တွေရှိလို့ရှိရင်လဲစွန်မှာစွန်ပြီးတဲ့အခါဖះဆင်းလို့တော့အပြတ်တွေကိုမကိုးပွယ်ကောင်းမှုဆိုတဲ့တောင်းနဲ့ကံဟာကြလာတော့မယ်နမိတ်ဖြစ်ကြောင်းထလောင်းပြောချလိုက်ပြစီထို့အပြင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာရင်တော့ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဥစည်းဥဆောင်လုပ်ရင်အာသာခြင်းတွေတိုးတက်ခြင်းတွေအစင်မပြေနိုင်ရဘာမှမရှိဘဲနဲ့ကြိုးစားရည်ကြိုးစားသလောက်ကံရဲ့အထောက်ပံ့အတူရခေါ်နဲ့ရှိတို့ဆောင်ရင်အောင်မြင်စရာတွေတိုးတက်စရာတွေကြီးပဲဆိုတာကိုလည်းထပ်လောင်းပြောကြလိုက်ပြစီ လက်ငွန်ထားသောငွေကြီးတွေပြန်လည်ရရှိနိုင်ရဲ့ဘလောက်ပဲခက်ခဲကြက်သေးစီကမှုအထောက်အကူကူညီကိုရရှိစေနိုင်တဲ့စေတနာရဲ့အကျိုးပေးမဲ့ကာလဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ပေါဝင်းခြင်းမိသားစုဆွေမျိုးသားချင်းနဲ့ပတ်သက်လို့တဟဆာတာတဲ့အောင်နေပါဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုတကုတ်ကုတ်ကိုတွေးခေါ်ထားတဲ့အခါကိုပိုတိုင်းတဦးနဲ့တယောက်ပဲတွေးတာအများဖို့မိသားစုဆွေမျိုးကိုချကြတာမျိုးလေးတွေအကျိုးပေးသောကာလဖြစ်ပါတဲ့ဆိုရှယ်မီဒီယာနဲ့ပတ်သက်လို့လူလိမ်ခံရတာမျိုးလေးတွေဂျုံဝါတက်တယ်လို့တတိပြုစင်ကြင်ရတော့လိုအပ်သောကာလဖြစ်ပါတဲ့ငကိုကနှလုံးနဲ့ပတ်သက်ပြီးမောပန်းလို့တဲ့မိတ်ဆွေအရေးကြီး တော့ကိစ္စမဖြစ်သေးပဲနဲ့ခွဲစိတ်တာမျိုးလှုပ်ဆောင်နေမိဆိုများဒီလအပြင်မှာတတိထားပါဘာကိုဖြစ်ဖြစ်ဒီလတာဘုဒ္ဓမှာဆိုရင်တတိထားဆင်ကျင်ရမယ့်အရာလေးရတော့ဘာကိုလှုပ်လို့စနေရက်တို့စနေနေ့တို့မှာတတိပုဆင်ကျင်ရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့တန်မိုးရှိခဲ့လက်ဝက်လက်စားယရနာတွေကိုစနေနေ့မှာဝယ်တာမျိုးလေးတွေစပစ်စီရင်းနေတန်မိုးရှိခဲ့ရာတွေကိုစနေနေ့မှာဝယ်တာမျိုးလေးတွေကိုတတိပုဆင်ကျင်ရလိုအပ်ပါတယ်ဒါအပြင် တတိခီးမသွားတင်တာကတော့တောင်ဆူဆူရပ်ကိုခီးထွက်တာမျိုးလေးတွေကိုသတိပြုစင်ကြပေးရန်လိုအပ်ပါတယ်။ခြောင်ရမယ့်အရောင်ကတော့အဝါရောင်လို့စစ်ဆွေရောင်လို့ဖြစ်ပါတယ်။အကျိုးပေးစီတော့အရာတွေဒီကိုဆရာဆက်လက်ပေါ်ပြပေးပါစေ။ဒီလကတော့ဒီမှာဆိုရင်တသိမ့်လေးတသမိတွေနေနဲ့အင်္ဂါတသမိတွေနဲ့ပွဲဖက်လို့တာမျိုး တနင်္လာသာသမီတွေရဲ့အကူအညီကိုရရှိပြီးတော့ဆွမ်းဆောင်လာမျိုးကအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစီတော်လာဖြစ်ပါတယ်။အကျိုးပေးသောအရာဟာအရှိတောင်တောင်ရဖြစ်ပြီးတော့စန်းတီယာရကတော့မြောက်ဆူဆူရဖြစ်ပါတယ်ခမရ။ခရီးထွက်တဲ့မိတ်ဆွေများတောက်ကြသာသမီတွေနဲ့တွေ့တာတာမျိုးလုံခြုံမှုအေးချမ်းမှုနဲ့ပြတ်တဟဖြီချင်းတဲ့အခါလုံခြုံမှုစိတ်ဆက်မှုနဲ့အကြံဉာဏ်တွေးခေါ်ပေါင်းနေဖို့တောက်ကြသာသမီတွေကိုတိုင်မြင်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအားသာကောင်းမှုကံကောင်းစီကြတဲ့။ဒါပြင်မိတ်ဆွေတို့အနေနဲ့ ဘာလို့ပဲလို့လို့မိတ်ဆွေတို့နဲ့ဒီလာတာဘောတို့မှာဆိုရင်အပန်းရောင်လို့မိုးပြရောင်လို့ဒီအောင်မျိုးတွေအစင်းရောင်တို့ပါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပြီးတဲ့အခါအချိုးပြီးသောနေသားအနေနဲ့ဆိုရင်တော့အင်္ဂါသားသမီးတနင်္လာသားသမီးနဲ့ပြောပါလို့ပါအချိုးပြီးသောကနန်းအဖေအားတွေအနေနဲ့ဆိုရင်တော့သုံးကနန်း ငါကနေရှိကနေနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာတော်မူပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေမျိုးပြောဆိုဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့လိုရာကိစ္စကိုမတော်မီမှာမိမိအိတ်ရဲ့နော်မိမိအိတ်ရဲ့မျက်စွာခရားမှာတောက်ရီသုံးဝက်တိတိလှူပြီးတဲ့အခါမှာအမွေးနန္တာလေးဖရာကျောင်းကမှာဆွဖျန်းပြီးတော့ကလိုရာကိစ္စကိုအောင်မြင်ပါစေဆိုတဲ့စိတ်ကလေးတန်တဲ့ခံချပြီးတော့အသက်အောင်ဒီခုနှစ်တိတိဆူတောင်းပြီးတော့လိုရာကိုတွားရင်အောင်မြင်ကြီးတိုးတက်ရှင်ရရှိစီမယ်လဖြစ်ကြောင်းထပ်လာအောင် ပြောကြလိုက်ကြစီဘာကိုလှုပ်လှုပ်တော့အစမှနည်းနည်းလေးစိတ်တမ်းကြခြင်းညုံဟာတက်တဲ့အတွက်တော့စိတ်ကြမကြပါနဲ့ရှီတိုဆောင်လည်းလှုပ်ဆောင်ပြီးအာသာကောင်းမှုပြီးတော့တွန်းတက်နိုင်တော့လာဖြစ်ကြအောင်ဒါတော့ပြောကြလိုက်ပြစီကောင်းပြီမိစတို့ဒီလာတာတော့ဒီမှာအဋိက္ခံပြုလို့တယ်တနင်္ဂနွေကာသမီဆရာငယ်မိစီကအဋိက္ခံပြုလို့တပတ်ဆိုရင်တော့အရဟံဆိုတော့ဂုံတော်ပတိကိုတနေ့ကို၃ပတ်လုံးနဲ့73ရက်တိတိအဋိက္ခံမပြီးပါအရဟံသုတ္တကုံတော်ပတိကိုတနည်းကို၃ပတ်လုံးနဲ့73ရက်တိပြီအတိတ်ကံမပြီးပါအဆက်ဆက်အရာရာအောင်မြင်တိုးတက်စီမှာ ဆရာတော်ကြီးထားလိုက်ပါခင်ဗျာနော်ဒါအပြင်ဆက်ဆက်ရရမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်ကြီးအယောင်းတွက်အယောင်းထက်စီရန်မပြောမိဆရာငင်နာမဆရာမန္တလေးမိတ်ဆွေကြီးဆရာငင်နာမပြီးရမကြီးမိကြီးရင်ဆရာ84 24 25မအစာဟိကွန်နူမှာရှိပါတယ်ဆရာငနာပြည်မိကျင်ဆရာမန္တလေးမိတ်ဆွေဆရာရှိနေတော့မှာ AC bracket လေးကိုယူတော့ဆရာအများကြီးရောလက်မကန်တွေ့ပြီးနိုင်ပါတယ်သို့တော်မိတ်ဆွေတို့အနေနဲ့ဆရာစီမှာပုံမှန်အတိုင်းပဲဖြစ်တဲ့ဗီဒီမင်းကြီးဖြစ်တဲ့ခွန်ကိုတုံညာမီကိုတုံညာလီတက်လျှောက် ဆိုတဲ့ what telegram viber မှာဖြစ်စီဆရာငယ် facebook page messenger မှာဖြစ်စီရက်စင်းနေတော့တရက်ဂျူတောင်းနေပါဆရာအားရရဲ့ပို့ connect ပြန်လုပ်ပြီးတော့မိတ်ဆွေတို့နဲ့ ac ပြပြီးဆရာငယ်ရွှေရွှေလေးကိုကြည့်လို့ရအောင်လဲခေကောင်းပြီမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းထွက်အယောင်းခက်စီပို့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းရဲ့အယောင်းထွက်စီရလို့ငါတက်ခဲလေးတစ်ခုနဲ့ခုနှစ်ချက်တတိခောက်ပြီးတော့ဟဲ့မြ мян ထွက်မြ мян ရောင်းထွက်မြ мян ရောင်းထွက်ဆိုပြီးတော့ဟာတက်ခဲလေးတစ်ခုနဲ့ခုနှစ်ချက်ရိုက်ပုတ်ဖြီးတွေ့ပြီးတော့ပြောလိုက်ပါရောင်းထွက်ဝယ်ထွက်သွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရအစင်ပြစီပြီးငွေကြေးကန် အားကောင်းစီရပြုလို့ရတယ်ရန်ရာအနေနဲ့ဆိုရင်တော့ဖြစ်ခင်ဗျမုံလုံးကြီးပေါ်28လုံးတိတိပေါ်မုံလုံးကြီးပေါ်28လုံးတိတိကိုမိမိအိမ်ကမျက်စွာပေးရမှာလှူပြီးတော့မြုပ်နေသောငွေကြီးကိစ္စခက်ခဲနေသောငွေကြီးကိစ္စတွေအစဉ်ပြေစပါစီလို့ဆူတောင်းပြီးမိတ်ဆွေတို့ရဲ့မျက်စွာပေးရမှာလူရမှာနေ့စဉ်လည်းယူတန်းလို့ရတယ်လို့မိမိတို့အနေနဲ့မိမိရဲ့ငွေတွေမှာဖြစ်ဖြစ်ချာဝယ်လို့ရတဲ့ရမှာဖြစ်ဖြစ်မုံလုံးကြီးပေါ်28လုံးကိုမိမိရဲ့အိမ်မျက်စွာပေးရမှာလှူပြီးတော့ လက်ကောင်နေတော့ငွေကြေးတွေပြန်ရပါစေသို့မဟုတ်ရင်လည်းပိတ်နေတော့ငွေကြီးပြန်ရပါစေဆိုပြီးတော့လူကမှစားလို့လည်းရပါတယ်နော်ဒါဆိုရင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရအဆင်ပြေအောင်ရင်တိုးတက်ပြီးကံကောင်းစီမှာအတေချာပဲဖြစ်ကြောင်းနဲ့ကဲအလင်းလေတာပြီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဒီနှစ်ကနှစ်ဆက်၅ခုနှစ်ဆယ်လပိုင်းအော်တိုဘာလအတွင်းမှာရတနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေကြောင်းဆရာကဆုတောင်းရင်းနဲ့